ဒီမှာလုသမားလုဆားရတဲ့ဘဝအများခက်ခဲတယ်အကန့်တတ်တယ်လည်းအများများတယ်နိုင်ငံသားမှာကြတော့ဟိုအခုံးထမ်းလုသားပဲဖြစ်ဖြစ်အလုပ်ကျန်းနေနေလုတွေကပတ်စံအများကြီးရရဲဝေးမြေချားမှာငွေလေးရပြီးတော့ငါပြူပြန်ပို့နေတယ်အများကြီးပဲဒါမဲ့ခုဒီခုရီမှာလုံလုံချုံချုံစိတ်ချရအောင်လုလုံနေမယ်အခွင့်အရေးတွေမရဒီခွင့်အရေးတွေရဖို့အတွက်ဆရာတို့ကဒီ နိုင်ငံတော်အစိုးရနဲ့ပုဂ္ဂလိကနဲ့တွဲပြီးလုပ်ရမှာရှိတယ်။အနောက်တိုင်းအမြင်နဲ့မြင်တဲ့နိုင်ငံတွေကအရှိတိုင်းမှာမိသားစုလုံးကမိသားစုတွေအဖေရောအမေရောသားသမီးတွေရောအကုန်လုံးကိုယ်ချံကိုဝိုင်းပြီးလုပ်ကြရတယ်။ကိုမိသားစုလုံးကကိုအိမ်မှာကိုစီတောင်းယူကြရတယ်။ဒါကိုကလေးလူသမားလို့ဆိုပြီးတော့ဟိုတတ်မှတ်ပြစ်တင်တာမျိုးကပြန်လည်စဉ်းစားတဲ့ဆိုတော့စာအုပ်ကြီးတွေရှောက်လို့နေလို့မရဘူး။တိုင်းပြည်ပြန်လည်ထူထောင်ဖို့ဆိုရင်ဖြစ်တဲ့နည်းနဲ့ အကောင်းဆုံးအင်အားအပြည့်ဆုံးဒါလူရဲ့လူလူအင်အားကိုလူရဲ့လူကြီးပဲလူငယ်ပဲဖြစ်ဖြစ်ကလေးတွေအနေနဲ့အကျောင်းပညာသင်နေရတာရှိတယ်ဒါပေမဲ့အကျောင်းပညာသင်နေတဲ့လေမိသားစုတွေလူငယ်လူတွေလည်းရှိအဲ့ဒါကိုအကျောင်းကအိမ်ကိုဘယ်လိုသွားမလဲအိမ်ကနေပြီးအကျောင်းကိုပဲသွားနေတယ်ချင်းကမှုမျိုးစီနော်တစ်ဝက်တစ်ပြက်တော့အမှန်တယ်ဒါပေမဲ့လို့ဘဝအတွက်အမှန်တယ်မှာ ဆရာတို့ပါဝင်တဲ့ခန့်ကဏ္ဍကတော့ဆရာနဲ့တူဒီဉာဏ်နဲ့ပညာရှင်၄ယောက်ပေါ့လေဒီမန္တလေးငလျင်ကြီးကြောင့်ဘာရီမြတ်ဘလောက်ထိခိုက်သွားတယ်လေထိခိုက်သွားတာကိုပြန်လဲထူထောင်ရေးလုပ်မယ်ဆိုရင်ဘယ်လိုရေးကြည့်တဲ့အမှုမှုတွေလုပ်မလဲဆိုတော့တနည်းအားဖြင့်ပြောရရင်တော့ဒီနေ့ဒါဆွေးနွေးကြတဲ့ဆွေးနွေးပွဲမှာဒီမြမစီပွားရေးရှုထောင့်ခံနေပြီပြန်လဲကုစားမယ်ဆိုရင် တကယ်ဘာတွေဖြစ်သွားခဲ့သလဲဆိုတော့ တိဖို့လို့လာတာပေါ့ဒီလိုနေရာမှာမပါလာလဲဆိုလေယာသံဃာကနာဖြစ်ပြတာဖြစ်ဖြစ်တည်းရှိတယ်လိုအပ်ချက်တည်းရှိတယ်ပြီးရဆက်မှုအကုန်လုံးကလည်းပဲထိခိုက်ပျက်စီးသွားရရှိတယ်သူ့ကိုပြည့်ပြည့်မယ်ဆိုလိုအပ်ချက်တည်းရှိတယ်နောက်တစ်ခါဒီထဲချုပ်ပေါ့လေဒါထဲချုပ်ဆိုလို့ရှိရင်လည်းထိခိုက်ပျက်စီးတဲ့ဒီ area ကတော့နေတယ်သို့ဆိုလည်းပဲသူ့ရဲ့ကျယ်ပြန့်တဲ့ကျိုးသက်ရမှုတည်းရှိတယ်အဲနောက်ဆုံးတစ်ခုဆိုလို့ရှိရင်မန္တလေးနဲ့စကိုင်းမှာ တကယ်ဖြစ်နေတဲ့အခြေအနေကိုဒါတယောက်ကတင်ပြဒီလိုလေးယောက်ကဆွေးနွေးတဲ့ပုံမှာမူတည်ပြီးတော့တခါကြံတုံးတတ်တဲ့အခါမှာကိုအခဏအပြင်ကိုပေါ့လေဒီတိုင်းပြည်တစ်ပြည်အနေနဲ့ဘယ်လိုမူဝါဒတွေဘယ်လိုအခွင့်အရေးတွေဘယ်လိုစည်းကမ်းချက်တွေချမယ်ဆိုရင်ပို့ပြီးတော့ကြိုးရှိမလဲဆိုတဲ့အပိုင်းဆွေးနွေးရပါပဲအဲကြောင့်ကျွန်တော်တို့က PPP ရုပ်ပစ္စည်းကလွယ်လွယ်ပြောမယ်စာဥပဒေနဲ့နှစ်ဖက် ညှတာတဲ့ဥပဒေဖြစ်ဖို့လိုတယ်အဲ့တော့မှရှင်းလင်းလျှောက်တာပြားလဲဆဲတာလုပ်ငန်းရှင်တွေလည်းလိုလိုရမယ်နောက်တစ်ခုကတော့ attitude နဲ့ပေါ့နော်သဘောထားကြီးပြောင်းဖို့ဆိုတဲ့မှာကျွန်တော်ခုဒါအမရပူရာပြောသားတယ်လွန်မှတ်ပါတယ်ကျွန်တော်လည်းရကန်းကျူရန်ကျန်းထဲမှာတွားပြီးကြည်နေတာအဲ့တော့ဒီလူတွေအနေနဲ့ကလေးရောလူကြီးတွေရောကျွန်တော်တို့အလွတ်လွတ်ရတယ်အခုလည်းကျွန်တော်တို့ရုံးထားကြမယ်ဆိုကလေးရောလူကြီးရောဒါလွတ်လွတ်နေနေများလူတွေအကုန်လုံး အလုံးလုံးမဲ့လက်နှစ်ဖက်တိုင်းလုံးလုံးကြမယ်ဆိုရင်တခုပဲကဘာကြီးကတော့ကျွန်တော်တို့ကြည့်တဲ့အမြင်ပြောင်းသွားလိမ့်မယ်။ဘာလို့လဲဆိုတော့ခြိုင်းလေးပါခြိုင်းလေးပါဆိုပြီးကျွန်တော်တို့လက်ညှိုးထိုးနေတာကျွန်တော်တို့တူးချင်းရသဘောမတူပါဘူး။ဘာဖြစ်လို့လဲကျွန်တော်တို့ culture နဲ့ civilization နဲ့ကျွန်တော်တို့ရဲ့ family setup ကအနောက်တိုင်းနဲ့မတူပါဘူး။အနောက်တိုင်းကကလေးကနေအရွယ်ရောက်တာနဲ့တခါတည်းအရင်ကန်ထုတ်လိုက်တာမှအထွတ်ဘူးဆိုလို့ရင်ဒါဟိုပါမမရဘူး။မိသားစုနဲ့ကျွန်တော်တို့ယဉ်ကျေးမှုအရာ ရင်ကျဲမှုအပြင်ကို civilization အရရှိနေတဲ့လူမှုဆက်ဆံရေးပိုင်းတို့ကျွန်တော်ကမဖြတ်ဖန်းနဲ့ရုံးကန်တိဆောက်တာပို့ပြီးတော့တင့်တော်မယ်လို့ကျွန်တော်အနေနဲ့တင်ပြရင်းနဲ့ကျွန်တော် session ကိုဒီကုထုတ်ပါတယ်ကျေးဇူးတင်ပါတယ်အဓိကတော့ဒီလူမှုအားကိုယူကျင်တာပါပဲအခုဆိုတိုင်းပြည်ကိုပြန်လည်ထူထောင်နေဆိုတာဒါလူမှုအားကိုအများကြီးလိုတယ်ဆိုလို့ပေါ့ဒါပေမဲ့လူမှုအားနဲ့ကူညီစမဲ့ဘယ်နေရာမှာဘယ်လိုကူညီမလဲပြီးတဲ့အခါကျတော့လူမှုအပြင် ညာရှင်ဒီဘိုင်းကလည်းပဲသူတို့ရဲ့တတ်ထားတဲ့ပညာခံယူထားတဲ့ကျင့်ဖို့ဒါအပြင်ဥပရိယကန့်တတ်ထားတဲ့ကန့်တတ်တဲ့ရှိဒါတွေကိုလည်းပဲသိထားပြီးတော့ဆက်လုပ်ရမှာရှိအဲ့တော့အဲ့လိုကန့်တတ်ချက်တွေမသိတဲ့တဲ့မလို့ကြာကြာမခံနာလို့ဒီငင်းငလင်းတောင်မခံနိုင်တာလို့လည်းဖြစ်တယ်ခံနိုင်ရင်တော့အစုအဝေးအနေနဲ့လည်းပဲဒီယင်းနည်းမြုံနံနဲ့ဥမာဆိုတော့ ဒီ MSME ပေါ့အဲ့လိုညာမျိုးမှာယင်းနည်းမျိုးနာမည်ဆိုရင်ဘယ်လိုပုံစံနဲ့မြှုပ်နာမလဲဘယ်လိုပြောင်းလဲမလဲဆိုလိုတာငွေအတိုးမဲ့ချီုံနဲ့မရဘူးဓမ္မမွန်လည်းပြန်ဆက်ဖို့အချိန်ကာလတခုသတ်မှတ်လို့လည်းမရဘူးဒါလေးတွေကွာတယ်နောက်တစ်ခုကတချို့ကျတော့ဥပမာဆိုအမရပူရာဆိုလို့ရှိရင်ရကန်းယုံနဲ့လည်းများကြီးပဲအိမ်နေပါပါသွားတယ်သူတို့ကအိမ်ပြူဒါအိမ်ထဲမှာဆက်ယုံနေရှိရကြောင်းကိုနှစ်ခုလုံးနေနေတယ် နင်တော့သူ့အလုသမားကြီးပါဆက်လို့မနေသူလိုမျိုးရှိဆိုတော့ဒီချုပ်ပိုင်းမှာမရပူရာဆုံးရှုံးမှုနဲ့ဒီဟိုထဲချုပ်ဆက်ရုံနဲ့ဆုံးရှုံးမှုနဲ့မတူဘူးအဲ့မတူတဲ့ဟာတစ်ခုစလုံးဒါတပြိုင်တည်းပုံမျိုးတွတ်တက်ပြီးတော့အမြန်ဆုံးအောင်မြင်မှုတက်ဘယ်လိုလုပ်မလဲဒါကြီးစဉ်းစားရနောက်တစ်ခုကကျတော့နိုင်ငံတကာကအခုပြောနေတယ်ကလေးလုတ်သားတို့ဘာလို့ကျတော့ပြော ူတို့နိုင်ငံတကာဆိုအနောက်တိုင်းအမြင်နဲ့မြင်တဲ့နိုင်ငံတကာအရှိတိုင်းမှာမိသားစုလုပ်ငန်းမိသားစုတို့အဖေရောအမျိုးသားသမီးတွေရောအကုန်လုံးကိုယ်ချံကိုဝိုင်းပြီးတော့လုပ်ကြရတယ်။ကိုယ်မိသားစုလုပ်ငန်းကိုကိုယ်အိမ်မှာကိုယ်စီတောင်းယူကြရတယ်။ဒါကိုကလေးအလုပ်သမားလို့ဆိုပြီးတော့ဟိုတတ်မှတ်ပြစ်တင်တာမျိုးကပြန်လည်စဉ်းစားတဲ့။ဆိုတော့စာအုပ်ကြီးတိုင်းရှောက်လို့နေလို့မရဘူး။တိုင်းပြည်ပြန်လည်ထူထောင်ဖို့ဆိုရင်တော့ဖြစ်တဲ့နည်းနဲ့အကောင်းဆုံးအင်အားအပြည့်ဆုံးဒါ လူတွေရဲ့လူလူအင်အားကိုယူဖို့လိုတယ်။လူကြီးပဲလူငယ်ပဲဖြစ်ဖြစ်အဲဒီမှာပညာရေးအရာဆိုလဲဒီကလေးတွေအနေနဲ့ကျောင်းပညာသင်နေရတာရှိတယ်။ဒါပေမဲ့ကျောင်းပညာသင်နေတဲ့လဲမိသားစုတွေလုပ်နေရလို့ဒီလဲရှိ။အဲ့တော့ကျောင်းကအိမ်ကိုဘယ်လိုသွားမလဲ။အိမ်ကနေပြီးကျောင်းကိုပဲသွားနေတဲ့ချင်းကမှုမျိုးစီနော်။တစ်ဝက်တစ်ပြက်တော့အမှန်နဲ့ဒါပေမဲ့လို့ဘဝအတွက်အမှန်နဲ့မှာ။ဆရာကြီးတို့ကိုဆရာတို့အနေနဲ့ဆက်ပြီး လောက်ရမယ်ဇနုဘယ်ကြီးအများကြီးရှိနေပုံမှန်လင်းလဲလက်တွေ့ကြကြဒါကြောက်ကြောက်ပြောဆိုဆွေးနွေးလို့လိုလိမ့်မယ်ဒီမှာအလုသမားအလုစားရတဲ့ဘဝအမှန်ခက်ခဲတယ်အကန့်တတ်တွေလည်းအများများတယ်ဆိုတော့ဒီရတဲ့ဝင်ငွေရလဲပဲမလောက်ဘူးပြီးတော့တခါနိုင်ငံသားမှာကြတော့ဟိုပခုံးထမ်းလုပ်သားပဲဖြစ်ဖြစ်အလုကျန်းနေနေလုပ်တဲ့ခါပတ်စံအများကြီးရတယ်ဥပမာတချို့နိုင်ငံတွေဆိုလို့ရှိရင်ဒီက မမပြည့်တဲ့သွားတဲ့ပညာရှင်ကဟိုမှာပညာရှင်ရာထူးရတယ်ဒါပေမဲ့ကုံထန်းလို့သမားတော့ပတ်စံမရဟုတ်ဆရာတို့ကရဝေးမြေချားမှာငွေလေးရပြီးတော့မမပြူပြန်ပို့နေတယ်အများကြီးပဲဒါပေမဲ့ခုမြေခုရီမှာလုံလုံချုံချုံစိတ်ချရအောင်လွတ်လွတ်နေမယ်အခွင့်အရေးတွေမရဘူးဒီအခွင့်အရေးတွေရဖို့အတွက်ဆရာတို့ကဒီနိုင်ငံတော်အစိုးရနဲ့ပုဂ္ဂလိကနဲ့တွဲပြီးလုပ်ရမှာရှိတယ် တူဦးချင်းအမြင်နဲ့ပြောမယ်နော်တူဦးချင်းအမြင်နဲ့ပြောမယ်ဆိုရင်ဘယ်လိုဖြစ်နေလဲဆိုဆရာတို့ကဒီဟို plan economy ဆိုတာစီမံကိန်းနဲ့လုပ်တာမာ social market တောင်လုပ်ခဲ့ကြအခုက market economy ဈေးကွက်စီးပွားရေးဆိုတော့ market economy ဆိုတာဈေးကွက်ပေါ်မှာမူတည်ပြီးတော့လုပ်ရတာဆိုတော့ plan economy နဲ့ market economy ကြားထဲမှာအချို့လူတွေကမတဲခွဲဘူးဖြစ်နေတယ် ဒဲကူဖြစ်နေခါကျအထူးသဖြင့်ဝန်ဆောင်မှု sector ဝန်ဆောင်မှုပေးတဲ့နေရာမှာလွယ်ကူလင်းမြန်နဲ့နော်ဒီအချိန်တိုအတွင်းလုပ်ငန်းရှင်တွေအတွက်လုပ်ပေးနိုင်တဲ့အခွင့်အလမ်းလေးတွေစစ်ပေးနိုင်ကောင်းတယ်။ဥပမာ BNN ဆိုလို့ရှိရင် one stop service ခေါ်တာပေါ့နော်။တနေရာထဲမှာပဲလာခဲ့ဟိုအချိန်တိုအတွင်းမှာခွင့်ပြုချက်တွေရနိုင်တယ်။ဒီမှာအဲ့လိုမဖြစ်ဘူး။အဲ့တော့ဥပမာ PPP လို့ခေါ်တာပေါ့လေ။ဟုတ်ကလိကနဲ့အစိုးရနဲ့ ်ဥပပေါင်းဆောင်ရမယ်ဆိုရင်ကဏ္ဍခွဲရမယ်အခုက market economy ဆိုရဈေးကွက်စီးပွားရေးစနစ်ဖြစ်လာခဲ့အစိုးရကအကုန်လုံးချုပ်ခိုင်းလို့မရဘူးအဲ့တော့အစိုးရအနေနဲ့ဟာကူညီပံ့ပိုးတဲ့နေရာကြီးကျယ်အုပ်ချုပ်တဲ့နေရာပြီးတဲ့ခါကျတော့ဒီစည်းကမ်းထိန်းသိမ်းတဲ့နေရာစံချိန်စံညွှန်းထိန်းသိမ်းတဲ့နေရာအစိုးရကကူညီလို့ရတယ်အဲ့တော့ဂျန်တဲ့အပိုင်းကပုဂ္ဂလိကသူယင်းနှိမ့်ညွှန်းနေမှာလေသူပါလိမ့်မယ် ဒါပေမဲ့လူတို့ဘက်ကလည်းတာဝန်ခံမှုတာဝန်ယူမှုရှိဖို့လိုတယ်ဆိုတော့ပုဂ္ဂလိကဘက်ကတာဝန်ယူနိုင်မယ်အခွင့်အလမ်းနဲ့တာဝန်ယူလေဥပဒေအနေနဲ့ရှိဖို့လိုတယ်ဆိုလိုတာဇာတ်ရုပ်ကဒီဥပဒေရကျောတော်နှုတ်ခမ်းအာနေနေတာတူးချင်းမြင်နေပြောတာပဲเนาะအဲ့တော့အားကောင်းလုံးနေရင်တော့ခဏလေးနဲ့တက်သွားမယ်နောက်တစ်ခုကတော့ဘာလဲဆိုပိတ်ဆို့နေတာညီမပြူရင်းနှီးမြှုပ်နှံမှုဒီလှုပ်ရှင်နေလူတွေအများကြီးပဲ ီရင်းနှီးမှုတွေအများကြီးလုပ်ချင်နေတာအခုကမြန်မာပြည်ဒေါ်လာလွှဲပေးမယ်ဆိုရင်သူကအမေရိကန်ဒေါ်လာနဲ့လွှဲမှရတယ်အဲ့တော့အမေရိကန်တစ်ဆင့်လွှဲမယ်ဆိုလည်းအမေရိကန်ပိတ်ဆို့ထားတယ်ဆိုတော့တိုင်းပြည်ကအရှိကိုသွားခြင်းပဲမယ်ပိတ်ဆို့ထားတဲ့ဟာကိုဆိုတော့ဒါအဆင်ပြေအောင်လုပ်နေရတယ်ဆိုတော့အဲ့ဒါတွေကကဘာမှလည်းတောင်းအောင်ရှိတယ်ဆိုတော့မြန်မာပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကဘာကလည်းပဲဝိုင်းပြီးတော့ဒါအရှိသည်အရှိဖြစ်တယ်အနောက်သည်အနောက်ဖြစ်တယ်အရှိနဲ့အနောက်နဲ့ ုံတူကားကြလို့လို့မရဘူးဒါကိုသဘောပေါက်ရင်တော့ကောင်းတယ်ကိုယ့်ဘက်ကလည်းပဲဘယ်သူပုံတူတူမတူတူကိုယ့်ဘဝရည်တည်ချက်အတွက်ကိုယ့်နိုင်ငံနိုင်ငံသားတွေအတွက်နော်ဟိုတင့်တင့်တယ်တယ်ဆောင်းချောင်ကြီးကြီးစားတော့နိုင်မှုအတွက်ပြပြသားသားလွတ်လွတ်နိုင်တယ်လို့ကောင်းမယ်လို့ဆိုရစားလုပ်ငန်းကတော့လုပ်တာပဲဒါပေမဲ့တစ်ဖက်မှာပတ်ဝန်းကျင်ထိခိုက်တာကျန်းမာရေးထိခိုက်တာရှိပါတယ်ဆိုတော့ဥပမာဆိုရင်ဒီတန်ခါကဏ္ဍသုံးတဲ့ဟာမှာဘုသက်စီပေါင်းသက်စီဒါကြီးတဲ့မှာ ဝင်သွားရင်ပြန်ရှင်းလို့လည်းမရဘူးပြီးတဲ့ခါကျတော့ဒီဝိမှုရေးကဏ္ဍမှာဆိုရင်လည်းပဲသူကအတားတို့ဟော်မုန်းတို့ပဋိဇီဝစီတို့ဒါကြီးကလည်းပဲရေထဲမှာကျသွားရင်ပြန်နှုတ်လို့မရအဲ့ဒါကိုပြုပြင်ခြင်းရဲ့ဈေးစကားအများကြီးကြီးတယ်ဆိုတော့လုပ်ငန်းခွင်တစ်ခုပုံမျိုးတိုးတက်လာဖို့လုပ်တဲ့နေရာမှာလေဒီဘက်ကအချက်လက်တွေလည်းကြည်ကြဲပြန်ပြန်စဉ်းစားတယ်ဒါမျိုးဆွေးနွေးပဲပေါ့လေအမှန်ကျင်ရဲ့ထိခိုက်မှုနဲ့ဒီငလင်း ဒီဘေးဆိုတာမျိုးထက်လာနေပိုကောင်းတယ်ကွာပမန်းကျင်မပြောစီးပွားရေးပဲဆက်တော့သူလေးနေနေရဥမာသူတို့ဒီနေ့ပြောကြတယ်မှာမရပူရာပါတယ်မရပူရာရေကန်းစင်တွေထောင်နဲ့ချီပြီးရှိဒါပေမဲ့ဆရာလည်းပဲဒီကြောင်ကြောင်ညာရေကန်းစင်တွေမှာရောက်ခဲ့ခြီစေးဆိုးစေးတွေဟာနော်အလိုလျောက်စီးဆင်းပြီးတော့ဘယ်တဲ့ကိုသွားလဲဆိုတောင်တမန်အင်းတွေကိုသွားတယ်အဲတောင်တမန်အင်းတွေမှာခလေးတွေရေချိုးတယ်ရေငုပ်တယ်ရေတောက်တယ်ဟာလည်းဒါတွေပဲတောက်တယ်ဒါအပြင်အရှိလဲဆိုတော့ ဒီနားမှာကန်ဆက်မှာစိုက်ပြိုးရဲကစွန်ရွက်တူပါလို့ဆိုတယ်ဒီပဲခတ်ပြီးတော့တောင်းများရှိဆိုတော့ဒါအင်္ဂလိပ်မတိုင်ခင်တော့ဒီတိုင်းကျင့်ကြံတယ်အခုပြုပြင်လာခါဆိုတော့ဒီရကန်းစုံလေးထောင်းရင်ကောင်းမလားပါညာဒါလေးတွေပြောလာတာပေါ့လေပြောလာတော့ဒါလည်းစကူကောင်းလေးတွေပေါ့တခုပဲအခုဖြစ်နေတာစီးပွားရေးလုပ်တဲ့လူတွေရဲ့အနေနဲ့ကတနည်းအားတနည်းပြောင်းပြန်ပြီတနည်းမှာရောင်းကောင်းပြီးမှရန်ကုန်ဆိုရင်လည်းနာမည်ကြီးတဲ့ဆိုင်လေးသွားစမယ်ဆိုမရှိတော့ဘူးဘာဖြစ်လို့လဲဆိုတော့ ်မြေကိုခြင်ထားတဲ့လူကတစ်ချိန်လုံးဈေးပဲတက်နေတယ်ဆိုလိုတာအလုပ်မလုပ်ဖက်နဲ့ဈေးတက်တဲ့လူကတသက်အလုပ်လုပ်တဲ့လူမှအခက်အခဲဖြစ်နေတာတသက်အားပေးမဲ့လူတွေကလည်းပဲအဆင်မပြေတာတသက်ဒါယူဆရုပြုပြင်ကုစားနိုင်ရင်တော့အကောင်းဆုံးပဲဆွေးနွေးတဲ့တဲ့ကြပြည့်မြန်ဆွေးနွေးတဲ့ပဝန်းချင်းကျမကြီးပညာရေးကိုဆရာပြောတယ်ဆိုလို့ရှိရင်ဒီစီးပွားရေးရဲ့အပြင်မှတ်မှာရောက်နေတယ်။ဒါပေမဲ့စီးပွားရေးအပြင်မှတ်မှာရောက်နေပြီ။ရင်းမကြည့်ဘူးလားဆိုတော့စီးပွားရေးကိုကုစားမယ်ဆိုရင် ဒါတွေအကုန်လုံးစဉ်းစားပြီးမှကုစားလုပ်ရအောင်ဆိုတော့ဒါအရေးကြီးတဲ့ကြောင့်အချိန်ပေးပြီးတော့ဆိုလိုတာညာရေးရဲ့ပုံကိုယ်ကြီးကျမရေးရဲ့ပုံကိုယ်ကြီးပတ်ဝန်းကျင်ပုံကိုယ်ကြီးသူတို့လည်းဒီလိုမျိုးဖိတ်ကြပြီးတော့ဝိုင်းဆွေးနွေးတာမျိုးလုပ်နိုင်ရင်တော့ကောင်းဆုံးပဲ